ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့ဆေးဘက်ဝင်ပြီးတော့လူကြီးတွေလည်းကြိုက်ကြတဲ့ကြောင်ရှာသီးတုပ်နီလေးကိုလမ်းမြောက်ပေးရပါသူ့တုပ်တဲ့နီလေးရဆိုရင်လုံးဝမခားတာတော့မဟုတ်ဘူးဒါပေမဲ့ကြောင်ရှာသီးရဲ့အခါတက်ကိုရော့အောင်လို့တုပ်ထားတာဖြစ်တဲ့အတွက်တုပ်နီလေးသိကျင်တော့ဆေးရီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော်ကြောင်ရှာသီးမကြိုက်တဲ့သူတွေဆိုရင်တော့ဒီဗီဒီယိုလေးကိုမကြည့်ပါနဲ့ ကြောင်ရှာစီတော့ဖို့အတွက်အရင်ဆုံးစီချက်ချထားပြီးလိုက်ပါမယ်။စီပူလာပြီဆိုရင်တော့ဆွနေမုတ်လေးထည့်ပြီးတော့မှလီးထားတဲ့ကျွတ်တော်အနီလေးနဲ့အဖြူလေးနဲ့ကိုထည့်ပြီးတော့စီတက်ထားပြီးလိုက်ပါမယ်။ကျွတ်တော်လေးတွေဒီဖြည်းဖြည်းအယောင်လေးနွမ်းလာပြီးတော့စီချက်ရဲ့အယောင်လေးကရှူအယောင်လေးတက်လာပြီဆိုလို့ရှိရင်တော့ဒီကျွတ်တော်တွေအကုန်လုံးကိုစီထဲကနေပြီးတော့ဆဲထုတ်ထားလိုက်ပါမယ်။မဆဲဘူးဆိုရင်တော့စီအပူချိန်ကြောင်းတူးသွားတတ်ပါရဲ့နော်။ ကယ်ဆီချက်လက်ချက်ပြီးပြီဆိုတော့စုကတော့ဒီနေ့ကြောင်ရှာသီးကို2000တောင်းတာပါတယ်။အရင်ဆုံးတော့ရေပြောင်စင်အောင်စေချောပြီးတော့မှစုလိုချစ်ဖို့ရာအတွက်အခုလိုမျိုးအပိုင်းလေးပြီးထားပြလိုက်ပါတယ်။ပြီးတာနဲ့ကြစ်လေးနဲ့လုံးဝပပလေးဖြစ်သွားအောင်လို့ချစ်ပြလိုက်ပါတယ်။ထူလို့ရှိရင်တော့ပိုခါပြီးတော့စားလို့မကောင်းဘူးပေါ့နော်။စုလိုလုံးဝပါသွားတဲ့အထီကိုချစ်ထားပြလိုက်ပါမယ်။ကယ်ရပြီဆိုလို့ရှိရင်တော့ကြောင်ရှာသီးရဲ့အခါတက်တွေရော့သွားအောင်လို့ဒီကြောင်ရှာသီးကိုစားလေးနဲ့နင်းနေပြီးတော့မှနှက်ထားပြလိုက်ပါမယ်။ ကြောင်ရှာသီးလေးစားကျင်နဲ့အရန်ခါမှလည်းကြောက်တယ်ဆိုလို့ရှိရင်တော့ဒီနီးလန်းလေးနဲ့အခါထုတ်လို့ရတယ်ပေါ့နော်။ကျိုသေးချာလေးနည်းနည်းပြီးတော့မှအခါရေးထွက်သွားအောင်လို့9မိနစ်လောက်နှက်ထားပြီးလိုက်ပါမယ်။ကြောင်ရှာသီးတော့ကကြတော့လုံးဝမခအောင်တော့တုတ်လို့မရဘူးဒါပေမဲ့ဆူရိုအခါထက်လေးရောက်အောင်တော့တုတ်လို့ရပါတယ်။ကဲပြီးရင်တော့တုတ်တဲ့သေးဖို့အတွက်ကျွတ်တော်နေလေးတလုံးကိုလည်းခပ်ပပလေးလာပြီးတော့လိထားပြလိုက်ပါမယ်။တမညာသီးကိုလည်းဆူရိုနှစ်စိတ်သုံးစိတ်လောက်တခါတည်းပြင်ဆင်ထားလိုက်မယ်ပေါ့နော်။ စားနေနေရတဲ့ကြောင်ရှားသီးတွေကိုလုံးဝအခါတက်တွေထွက်ပြီးတော့စားတွေပါပြောင်းစင်သွားအောင်လို့နှစ်ချိန်သုံးချိန်လောက်ရေလေးနဲ့စီကြောထားပြီးလိုက်ပါမယ်။သူတို့ကြောင်ရှားသီးကိုနည်းနည်းပြီးတော့စီကြောပေးရပါမယ်။ဒါမှအခါတက်တွေတော်တော်လေးညော့သွားမှာပေါ့နော်။နောက်ဆုံးတစ်ချိန်ကြောင်ရှားသီးကိုထပ်ပြီးတော့စီကြောထားပြီးလိုက်ပါမယ်။ဒီဒီချိန်မှာတော့စေးပြီးတာနဲ့ကြောင်ရှားသီးတွေရေစင်သွားအောင်လို့သေချာလေးညှစ်ပြီးတော့မှစစ်ထားပြီးလိုက်ပါမယ်။ကဲဒါဆိုရင်တော့သူစပြီးတော့တုတ်လို့ရပြီပေါ့နော်။ရေစစ်ထားတဲ့ကြောင်ရှားသီးတွေကိုသုံးမဲ့ပကံနဲ့ထည့်ပါမယ်။ ပြီးရတဲ့ကျစ်တော်နီလေးတွေလည်းအကုန်လုံးထည့်ပြီးရင်တော့ဒါကမြေပဲဆန်အောင်လှော်ပြီးတော့မှထောင်းထားလေးခက်မြမြလေးထည့်ပါတယ်။ပစွန်ကြောင်းမုံကိုလည်းတစုံခွဲလောက်ထိသုံးထားပါတယ်။အခါတက်လေးရွအောင်လို့ပေါ့နော်။ပြီးရင်တော့ပဲအကြက်မုံရဲ့အချိုမုံရဲ့ထည့်ပါမယ်။ငံပြရည်ကိုတော့တစုံခွဲလောက်သုံးထားပါတယ်။စားပဲထည့်ခြင်းလည်းရပါတယ်။အဆက်ကတော့ငယ်သီးမုံသုံးထားတယ်။ငယ်သီးစိမ့်လေးနဲ့တုတ်ခြင်းလည်းရပါတယ်။ ကြော်ရတဲ့စီကြက်ဘက်လေးထည့်ပြီးရနဲ့စီကြက်ကို၃ဆွန်းလောက်သုံးလိုက်ပါမယ်။ပြီးရင်တော့တံမြသီးလေးကိုလိုအပ်တဲ့လောက်လေးညှစ်ပါမယ်။နောက်ထပ်လိုမှပဲထပ်ပြီးတော့ညှစ်မယ်ပေါ့နော်။အရင်ဆုံးတော့ဆိုတာနှစ်စိတ်ညှစ်ထားလိုက်ပါရစေ။ပြီးရင်တော့အားလုံးနှံ့သွားအောင်လို့နေထားပြီးလိုက်ပါမယ်။ဒီတော့ရရဆိုရင်အရင်မခါပဲနဲ့အခါတည်းရော့ရော့လေးနဲ့ပေါ့နော်။ဆေးဘက်လည်းဝင်အောင်မလို့တုပ်စားကြည့်ပါနော်။ကဲဆုလိုရာလေးထပ်ပြီးတော့ထည့်လိုက်ပါရစေ။ပြီးရင်တော့အားလုံးနှံ့သွားအောင်နေပြီးရနဲ့မြေပဲဆန်အနံ့မှုမှုလေးနဲ့အရင်စားလို့ကောင်းတဲ့ကြောက်ရှာဒီတော့လေးရတော့ပြီးသွားပါပြီ။ ဒီကြောင့်ရှာသီးကိုကြတော့လေလူငယ်တွေကတော့တိတ်မကြိုက်ဘူးပေါ့နော်သူတို့အိမ်မှာဆိုရင်လေလူကြီးတွေကပို့ပြီးတော့ကြိုက်ပါရဲ့ဒီနေ့လေသူတို့လှုပ်ရှားခြင်းနဲ့ဆိုတာနဲ့သူကတုတ်ပေးဖြစ်တာပေါ့နော်ကြောင်ရှာသီးကိုအခုလိုမျိုးတုတ်စားလဲရတယ်လို့ကြော်စားရင်လည်းအီအီလေးနဲ့စားလို့ကောင်းပါတယ်။နောက်ပြီးတော့သူတို့မီးဖုတ်ပြီးတော့မှပြန်ပြီးတော့ချက်စားမယ်ဆိုရင်လည်းအရင်အောင်စားလို့ကောင်းတယ်ပေါ့နော်။စုဒီဗီဒီယိုရဲ့အောက်လေးမှာကြောင်ရှာသီးမီးဖုတ်ကိုပြန်ချက်တဲ့နည်းလေးလည်းပြန်တင်ပေးရပါမယ်။ကြည့်တာဆိုရင်တော့ဆွေးရဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုမှာပြန်လည်းဆုံတွေ့ကြပါမယ်။ကျေးဇူးပါ